အင်ဂျီကတော့တခါလေးကြာရင်ကျွန်တော်ဟိုအင်ဂျီအဟောင်းမရှိဘူးအင်ဂျီအဟောင်းမရှိဘူးဒီညဝက်အင်ဂျီဆိုတော့မှကျွန်တော်ကဘယ်လိုပဲမလဲအစ်တစ်တွေပဲဝတ်တာဗျာအင်ဂျီဆုံးမရှိဘူးခင်ဗျာကျွန်တော်ကအဓိကကိုကိုတိုင်းကလည်းလမ်းနေတာကြိုက်တဲ့အတွက်လမ်းလမ်းနေတဲ့ fashion လေးပဲကျွန်တော်ဝတ်ထားများပါတယ်ကျွန်တော် share ပြည့်တက်တွေတိပါတယ်ကျွန်တော်ဈေးကိုဆိုပုံမှန်ဆိုတခါလေးကြာရင်ဒီတဖေးသားခန်းတွေရိုက်ရတယ်အအနည်းဆုံးဆိုရင်တော့မှကျွန်တော်ဒီစားနေတောင်းနိုင်တဲ့ဟိုမှာဒီကောက်ကောက်ခန်းတွေပဲရိုက်နေရပါတော့ရိုက်နေတော့ကျွန်တော်ဝယ်မစု ထားပြတဲ့အရာတွေတမဒီစင်းရဲသားအိမ်မစူလာဘူးအရင်တစ်ခေါက်တုန်းကဆိုရင်လည်းကျွန်တော်ဟိုကျက်သမားဟိုကျက်သမားဟိုမှာစိုးနေတဲ့လူစိုးလေးပေါ့နော်အဲ့နေရာတရုတ်ဆောင်ဖို့တော့ကျွန်တော်အင်ဂျီတွေကျွန်တော်ထဲမှာအဆုတ်ဆုံးသွားတယ်ဟိုရှာရှာကြီးဘာလို့လဲဆိုကျွန်တော်ကက်ကြီးနေဖြဲရတာဖြဲပြီးကျွန်တော်သဲတွေတွင်အဲ့သဲနဲ့ကောက်လူပလိုက်ရအဲ့လိုအဲ့လိုထွက်ခဲ့တော့ရှိပါတယ်ပေါ့နော်ဟုတ်ကဲ့ခင်ဗျာဒီပချင်ရဖို့အတွက်ကက်ကြီးတက်လက်တော့ကုန်ခဲ့ပါပြီခင်ဗျာ အင်းကြီးအင်းကြီးကဒီအင်းကြီးဆိုတခါမှမဝေးရသေးဘူးပေါ့နော်ကျွန်တော်အဲ့မဲ့တကြံဝတ်ဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ဝယ်ထားတယ်ဝယ်ထားတဲ့ဥစ္စာကိုဒီနေ့ဟာကျွန်တော်ရဲ့ MV လေးရိုက်မယ်ဆိုတဲ့အတွက်အာဝတ်ကြည့်လိုက်တော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ကက်ကြီးရှာပြီးတော့ကက်ကြီးကလည်းမိဖို့ကြောင့်နေကက်ကြီးပေါ့နော်ယူပြီးတော့ပြတ်ပြီးတော့ဝတ်တာပါအင်းကြီးကတော့တခါလေးကြာရင်ကျွန်တော်ဟိုအင်းကြီးအဟောင်းမရှိဘူးအင်းကြီးအဟောင်းမရှိဘူးဒီညဝတ်အင်းကြီးဆိုတဲ့နာမှာကျွန်တော်ကဘယ်လိုမှမလဲအသက်တွေပဲဝတ်တာဗျာအသက်တွေပဲဝတ်တော့ အဲ့ဒါခါလေးကျရင်ဒီကျွန်တော်ဇေယုတ်ကကျွန်တော်ကတောသားခန်းမရိုက်ရတာများတယ်အဲကျွန်တော်ဇေယုတ်ကိုဆိုပုံမှန်ဆိုဒီခါလေးကျရင်ဒီတဖေးသားခန်းတွေရိုက်ရတယ်အာအနည်းဆုံးဆိုရင်တော့မှကျွန်တော်ဒီစားနိုင်တောင်းနိုင်တဲ့ဟိုမှာဒီကောက်ကောက်ခန်းတွေပဲရိုက်နေရပါတော့ရိုက်နေတော့ကျွန်တော်ဝယ်မစုတာပြတဲ့အရာတွေတဲ့မှာဒီစင်းသားအိမ်မစုတာဘူးစင်းသားအိမ်ဆိုတာကျွန်တော်ကဇက်လန်းတဲ့ကစင်းသားနော်အပြင်းမဟုတ်ဘူးဇက်လန်းတဲ့ကစင်းသားအိမ်မရှိတော့ဒီခါအရင်တစ်ခေါက်တုန်းကဆိုရင်လည်းကျွန်တော်ဟိုကြက်သမားဟို ကျက်သမားဟိုမှာစိုးနေတဲ့ဟိုလူစိုးလေးပေါ့နော်အဲ့နေရာတရုပ်ဆောင်မတော့ကျွန်တော်အင်ဂျီတွေကျွန်တော်ထဲမှာအဆုတ်ဆုံးစွာတွေကိုရှာရှာကြီးပါလို့ရလဲဆိုကျွန်တော်ကက်ကြီးနေဖြဲရတာဖြဲပြီးကျွန်တော်သဲတွေတွင်အဲ့သဲနဲ့ကောက်လူပလိုက်ရအဲ့လိုအဲ့လိုခက်ခဲတော့ရှိပါတယ်ခင်ဗျာဟုတ်အင်ဂျီဆုံးမရှိဘူးခင်ဗျာကျွန်တော်ကအဓိကကူကူတိုင်းလည်းလမ်းနေတာကြိုက်တဲ့အတွက်လမ်းလမ်းနေတဲ့ဖက်ရှင်လေးပဲကျွန်တော်ဝတ်ထားများပါတယ်ကျွန်တော်ရှေ့ရပြည့်တက်တွေတိပါတယ်ဟုတ် အဟုတ်ကဲ့ပါခင်ဗျအင်ဂျီအစုပ်ရှာဆိုရင်အဲကျွန်တော်တို့ကောင်းစားပြီဘာလို့လဲဆိုရင်အဒရိုက်တာကငန်းကြီးရိုက်เสียရှိတဲ့အလန်းစားဝတ်ခဲ့လမ်းပြန်နေရဝတ်ခဲ့ဆိုကျွန်တော်မှအလွယ်လေးဘယ်နေရာကောက်ဆွဲဆွဲဟိုနေရာဆွဲမလားဒီနေရာဆွဲမလားအင်ဂျီအခန်းကြီးဆိုရင်လည်းအကျယ်ကြီးရှိတယ်ပေါ့နော်အဲကျွန်တော်တော့မဟုတ်ပါဘူးโอเคပါအဲ့လိုမျိုး အဓိကတော့တအေကအမောပေါ့စရပါအဓိကတော့ကျွန်တော်ကျွန်တော်ကအဲ့လို fashion design အလန်းစရာလေးဆက်ဆန်းလေးကြိုက်တာပေါ့နော်ကြိုက်တော့ fashion အမိုက်စားဆိုရင်တော့ကျွန်တော်မှဟိုရွေးချယ်ရလွယ်တယ်ဒါပေမဲ့ခါလေးကျအဲ့ဟိုအဒီတော်သားအခန်းလေးတွေရိုက်ရမယ်အဲ့လိုပုံစံလေးဆိုကျွန်တော်ရှားခတ်တယ်အဲ့လိုပါဟုတ်ညဝေအင်ဂျီလည်းအစ်စ်ပဲဟုတ်လို့ဆိုကျွန်တော်ကအစ်စ်ကိုမှညဝေအင်ဂျီဆိုလည်းအယောင်လွင်ပြီးတောက်နေတဲ့ဟာရပါဘောဒါကျွန်တော် နည်းနည်းလေးအဟောင်းဖြစ်တဲ့ဖြစ်မဲ့အကြောင်းကိုမရွေးတာကျွန်တော်လက်ထဲမှာရှိတဲ့ဝတ်စားဆိုဘယ်တော့မှမဟောင်းဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကဒီဝတ်စားကိုစီကန်းရှိရှိနဲ့အများတန်းရှော်တယ်ပုတ်တယ်မိဖို့တိုက်တယ်တိမ့်ပြီဆိုရင်လည်းကြကြနနတိမ့်တာပယုတ်လုံးဆိုရင်လည်းပယုတ်လုံးခံပြီးမှတိမ့်တယ်တချို့ဝတ်စားရဲ့ဆိုရင်မခောက်တဲ့နေဟာဆိုဂျိမ်းနေအောင်မှတစ်ခါတည်းတန်းနေမှာတန်းစီပြီးချိန်ထားပါဘောနော်အဲ့တော့ဒီဝတ်စားဘလောက်ဝတ်ဝတ်တစ်နေတာပါဘောနော်အဲ့ဒါကျွန်တော်မှအဟောင်းမရှိတာပါဟိုဟောင်းသွားရဆိုတာမရှိတာပါဘောနော်ဘေးဘူး ကျွန်တော်အရင်ကက်စီနိုကမပေးဘူးဘယ်သူမှဘယ်သူမှကျွန်တော်ဥပစာဘယ်သူမှမပေးဘူးတခါလေကြာရင်ကျွန်တော်အဲကျွန်တော်ဟိုကလေးတွေပါတယ်အဲ့လိုအဲသူတို့ဝက်ဖို့တွေလိုအပ်တယ်ဆိုရင်တော့ကျွန်တော်ရွေးပြီးတော့ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဥပစာဘယ်သူမှမပေးဘူးဒါပေမဲ့ကျွန်တော်ရေပေးတော့ကတော့တော်တော်လှူလိုက်တယ်အကုန်လုံးပေါ့နော်ကက်စီနိုသူကဒါပေမဲ့ရေပေးမှတော့အကုန်လှူပါတယ်လို့ဟုတ်ဟောင်းမရှိတာဒါပေမဲ့အဲ့ဒီအစ်စ်တွေကလည်းကျွန်တော်မှတစ်ပြီးသားတွေကလည်းအစ်စ်တွေကလည်းကျွန်တော်ဝတ်ဖူးတဲ့ဟာလည်းပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒီအင်ဂျီတွေကိုအစ်စ်ဆိုတာဖြစ်အောင်ထားတာဒါပေမဲ့ကိုကလည်းနာမည်ကြီးမဟုတ်သေးဘူးလေမဟုတ်သေးတော့ ဒီတစ်ခုဝတ်တယ်သူများဆက်လေးလို့လွတ်ပလိုက်တာတို့ပြေးပလိုက်တာတို့လုံးလုံးမရသေးဘူးပေါ့နော်ဒါပေမဲ့ဟိုမထက်တဲ့နေရာလေးမှာဒီဇိုင်းလေးချိန်ပြီးတော့ဝတ်ရတာပေါ့နော်အဲ brand မကြိုက်ဘူးဗျမကြိုက်ဘူးဆိုတာဒီ brand ဆိုတာကကျွန်တော်မဝင်နိုင်လို့တော့မဟုတ်ဘူးเนาะ brand ဆိုတာကကျွန်တော်ကိုရီးယားရဲ့မျက်စိထဲမှာ yoe နေပြီပေါ့เนาะ yoe နေတယ်ဒီ brand ဆိုတာဒီ design တွေပဲထွက်တာဟုတ်တယ် brand ထဲမှာကျွန်တော်ကြိုက်တဲ့အလန်းစရားလေးမထွက်ဘူးတစ်ခါလေကြာရင်အဲ့ဒီ8တီတောင်မှာတစ်ခါလေကြာရင်ဒီ8ငှက်တိုက်ပုံစံ8ကို ဒါသိန်း600 900ပေးပြီးတော့တချို့ဆိုထောင်ကျော်တောင်ပေးရတယ်အဲ့လိုပုံစံနေမဝယ်ဘူးလေဟိုဒီအိတ်ကကြတော့ဗာလဲသိန်းတထောင်ကျော်တန်းအိတ်ဆိုရင်ကြည့်လိုက်တာငှက်တိုက်ငှက်အိမ်လေးနဲ့တူတယ်လေအဲ့လိုပုံစံလေးဆိုကျွန်တော်မဝယ်တော့ဘာလို့လဲဆိုတော့ဒါ brand ထဲမှာ low brand အဲ့လိုဖြစ်နေတာအဲအဆင်မပြေဘူးအဲ့ brand ကတော့အဲ့တော့ကျွန်တော်ကအဓိကတော့ဟိုအရင်ဈေးကြီးဖို့လည်းမလိုဘူး မလိုတဲ့ထဲမှာပါ style map လေးဆိုကြိုက်တယ်အဲ့ဒီသဘောပါခင်ဗျာဟုတ်အဲကျွန်တော်နားလဲတယ် fashion ဆိုတာတော့အဓိကတော့ fashion ဆိုတာဟိုလူတယောက်နဲ့ life ဖတ်မှုရှိနေမှာ fashion ဖြစ်တာပေါ့နော်အဲ fashion ဖြစ်တဲ့အတွက်အရင်ကြီးဟိုဟိုဘယ်လိုပြောမလဲဒီတယောက်နဲ့မတူဘဲနဲ့ကိုယ်နဲ့မလိုက်ဖက်ဘဲနဲ့ထိုးထွက်ပြီးခြုံထွက်နေကြရလဲမလို့ဒါပေမဲ့ကိုယ်နဲ့လိုက်တဲ့ပုံစံလေးတွေမှာအကောင်းဆုံးဖြစ်အောင်ဟိုအတောက်ပါဆုံးဖြစ်အောင်ဝတ်နိုင်တာကို fashion လို့ကျွန်တော်တော့ထင်ပါတယ်ကျွန်တော်ထင်တာပါဟုတ်အဲအဓိကကတော့ကျွန်တော်ကဒီကျွန်တော်တို့ကကြတော့ အနုပညာလုပ်တဲ့အခါမှာကျွန်တော်ကဟိုအသိဖြစ်တယ်ပေါ့နော်အအငယ်ပိုင်းဖြစ်တဲ့အတွက်ကြောင့်ခံလေကြရင်ကို့ပရိသတ်သတိထားမိအောင်ချစ်အောင်ကလည်းဒီဝတ်စားလေး fashion လေးကလည်းအရေးကြီးရယ်ပေါ့နော်ခံလေကြရင်ကိုစွတ်စွတ်ပြပြတဲ့ဒီဟိုပွဲတစ်ခုကိုသွားတက်လို့လည်းမရအောင်ဒီပွဲနဲ့ live ဖတ်ရမယ်နောက်တဲ့ရိုက်ကွေးဆိုရင်လည်း throw whistle ချင်တာ driver နဲ့ပါလဲမလိုအပ်တာတော့ပို့ပြီးတော့ကျွန်တော်တခါမှမလုပ်ဘူးပါဘူးဒါပေမဲ့အခုကျွန်တော်ရဲ့အကြိုက်တွေတွေ့စင်မဲ့ဇလန်တွေတခုကျွန်တော်ဘရင်သတို့သမီးဆိုပြီးတော့ကျွန်တော် ရိုက်ဖို့ရှိတယ်အဲ့ထဲမှာကျွန်တော်ဖက်ရှင်အမိုက်စားအလန်းစားကိုဝတ်ခိုင်းထားတယ်စိတ်တလောက်လန်းစိတ်တလောက်ပြန်ထွက်နေအဲ့လိုရတယ်ဆိုပြီးတော့မှခွင့်ရထားတဲ့ကျွန်တော်အဲ့ဒီအတွက်လည်းကျွန်တော်စီစဉ်နိုင်အများကြီးရှိပါတယ်ခင်ဗျာဒီတက်လမ်းမှာပါအာဗလိုက်တွေထွက်နေအော်တင်းထားအောင်မယ်ခဏလေးအာအဓိကတော့ဒီမာဆယ်ကကြတော့ကျွန်တော်ကဟိုချစ်ရတဲ့ဟိုကျွန်တော်ချစ်ကြတာပေါ့နော်အဲစတာပါကျွန်တော်ကဒီ မာဆယ်ထွက်အောင်ကြတော့လေဒီလေ့ကျင့်ကတော်တော်လှုပ်ထားရတယ်လှုပ်ထားရတဲ့ပုံမှာကျွန်တော်အရင်ပပိန်တက်တလေးအရင်သေးတော့လေတခါလေးတရုတ်ဆောင်တဲ့အခါမှာဟိုကို့ကို့ရဲ့ပါတနာဖြစ်တဲ့ဒီမင်းသမီးရပါတော့ကို့တဲ့ဂိုင်းတောင်းနေတာမျိုးတွေအဲ့လိုမျိုးကြီးကြရယ်ကိုကကြတော့တက်တလေးဆိုစင်မပြေဘူးလေအားကြောင့်ကျွန်တော်ကကို့ရဲ့လိုအပ်ချက်အတွက်ပေါ့နော်နောက်ထပ် character လည်းကျွန်တော်ဒီမာဆယ်နဲ့လှုပ်ဖို့ရှိတဲ့အတွက်ကျွန်တော် character အတွက်လည်း ပြင်ဆင်ထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်အဟုတ်ကဲ့ပါခင်ဗျာကျွန်တော် share link ပေးပြီသူများအားလုံးအခုအဲယောက်ျားယောက်ျားဆိုတဲ့တကြံချင်းလေးထွက်ရင်လည်းအားပေးပါအောင်ခင်ဗျာဒီတချင်းကိုလည်းဟိုအခုရိုက်ကူးရေးဆိုရင်လည်းကိုတာကြီး studio ကနေပြီးတော့တည်တည်ချာချာကိုအခုညီပတ်ပို့ပေးထားတာပေါ့နော်ကင်မရာတွေရောတခြားလိုအပ်တဲ့ဟိုမန်တကအစားပေါ့နော်တည်ချာကူညီပတ်ပို့ပေးထားတာဖြစ်တဲ့အတွက်အကောင်းဆုံးရလဒ်တွေနဲ့အတူချပြပါမယ်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ